ခရမ်းသုံးကွာပဲဒီစိန်က ဘာကြောင့်တခြားပဲဒီစိန်နဲ့မတူပဲဈေးကောင်းရတာလဲဆိုတဲ့အချက်ကို တောင်သူတွေကကျွန်တော်ကိုမေးကြပါတယ်။တော်တော်များများ တောင်သူတွေကလည်းဒီအချက်ကိုသိချင်ကြပါတယ်။ဘာလို့ကွာတာလဲဆိုတဲ့အချက်ပေါ့။ပဲဈေးကွက်မှာခရမ်းစဆိုပြီးတော့တသက်ရှိတာပေါ့နော်။ပဲဒီစိန်ဈေးကွက်မှာခရမ်းစဆိုရင်ဈေးကတက်မျိုးဖြစ်သွားတယ် အခြားဒေတာပဲဒီစိန်တက်ကိုဈေးပိုရပါတယ်။ဘာကြောင့်လဲဆိုရင်နံပါတ်1ကမြေပြင်နဲ့စနစ်။မြေပြင်နဲ့စနစ်ကိုသူတို့ကသိရှာကယူဆိုင်တယ်စနစ်ကြတယ်ပေါ့နော်။နံပါတ်2အချက်က သီးနှံရဲ့အကြိုက်နဲ့မြေသားရဲ့ဖွဲ့စည်းမှုကိုအငွင်ကွင်ကြဖြစ်အောင်လှုပ်တတ်တဲ့ဤစနစ်ပါပဲခင်ဗျာ။နံပါတ်3အချက်ကတော့မြေကြီးမှာလိုအပ်တဲ့အစာအာဟာရကို ဖြည့်တင်းပေးခြင်းဖြစ်ပါတယ် လူနယ်စည်းပုံပါတယ်မျိုးစည်းကိုစေးစိန်နာတွေလည်းလုပ်ပါတယ်မြေခံမှာလည်းဓာတ်မြေဩဇာတွေထည့်သွင်းတာမျိုးတွေ့ရပါတယ်55ပတ်လည်း55 26စတဲ့အချိုးစားတွေက တစ်ခုခုကို25ကီလိုဝမ်းနေတချို့တအေကကိုတအိတ်ထိဒါထည့်ကြပါတယ် ဒီဒေသတောင်သူတိုင်းဒီတိုင်းလုတ်တယ်တော့မထင်ပါနဲ့တချို့တောင်သူတွေကတော့တမက်ရိုးကြပဲသွားတာတွေလည်းရှိပါတယ်တအူးနဲ့တအူးကတော့ဆုံးဆန်းအတိုင်းမတူကြပါဘူးခင်ဗျာဘုလိုကြည့်ချူပေးတာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ